ဂရောင်းမိုင်းကစားဖို့ပြင်ဆင်လာတဲ့ယာဆူလော့ဖ်ကိုအမောက်သိပ်ပြလိုက်တဲ့ပွဲမှာမြင်ကြရတဲ့ခရစ်ယန်လီရဲ့နီးစနစ်ပိုင်းဆိုင်ရာအားသာချက်6ခုပရိသတ်များလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်ဆက်နေပါတယ်ခရစ်ယန်လီရဲ့1173မှာယာဆူလော့ဖ်ကို TKO နဲ့နိုင်ရရှိခဲ့တဲ့ပွဲက တကယ်ကိုမှလေးလာစရာကောင်းတဲ့ပွဲဖြစ်ပါတယ်သူမှနီးစနစ်ပိုင်းဆိုင်ရာအားသာချက်တွေအများကြီးရှိခဲ့တာတွေ့ရပါတယ်1173ပြိုင်ပွဲမှာခရစ်ယန်လီကမကြသေးခင်ကမှချန်ပီယံစိန်ခေါ်ခွင့်ရရှိလာခဲ့တဲ့ယာဆူလော့ဖ်နဲ့ရှင်ပြိုင်ခဲ့ရတာပါ ယာစုလောက်ကနဗန်းကစားနည်းကိုအဓိကထားပြီးကစားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ခရစ်ယာန်လီရဲ့ပါနေတဲ့ view ဟာကြောင့်သူ့ရဲ့စူးစမ်းချက်တွေအောင်မြင်မှုမရရှိခဲ့ပါဘူး။ဒုတိယအချိန်မှာခရစ်ယာန်လီရဲ့ထိရောက်တဲ့ခြေကံချက်တွေကြောင့်ယာစုလော့ကို TKO နဲ့နိုင်ရရှိခဲ့ပြီးဘောနပ်စုဒေါ်လာ5000ကိုပါရရှိခဲ့ပါတယ်။ဒီပွဲမှာမြင်တွေ့ကြရတဲ့ခရစ်ယာန်လီရဲ့ niche ပိုင်းအားသာချက်တွေကိုပြန်လည်ထုံထုပ်တင်ဆက်ပေးရမယ်ဆိုရင်နံပါတ်1 striking variety and precision တိုက်ခိုက်မှုမျိုးစုံနဲ့မှန်းချက်တိကျမှု ခရစ်ယာန်လီယာသူ့ရဲ့တိုက်ခိုက်မှုတွေမှာလက်သီးခြေကန်ဒူးစရတွေကိုကောင်းကောင်းပေါင်းဆက်အသုံးချနိုင်သူပါယာဆူလော့ဖ်ရဲ့ကာကွယ်မှုကိုချိုးဖောက်ဖို့အတွက်သူကခြေစလုံးကန်ကြက်တွေနဲ့ကိုကနာကိုပြစ်မှတ်ထားတဲ့ကန်ကြက်တွေကိုတော်လေးအသုံးပြုခဲ့ပါတယ်ဒီလိုလှုပ်ချင်းအပြင်ပြန်ပေးတဲ့ဟန်ချက်ညီမှုကိုပြက်ပြားစေပြီးတော့ကိုကြီးမှန်းထားတဲ့လူမျိုးတိုက်ခိုက်နိုင်မှုအတွက်အခွင့်အရေးတွေဖန်တီးပေးနိုင်ခဲ့ပါတယ်နံပါတ်1 distant control အကွာဝေးချင်းချုံမှုယာဆူလော့ဖ်ကနံပါတ်ကစားနည်းတွေကိုဝင်ရောက်ချင်းမိမဲ့ခရစ်ယာန်လီကသူ့ရဲ့ခြေကန်ကြက်တွေနဲ့အကွာဝေးချင်းချုံမှုတွေကြောင့်အလိုမဖြစ်အောင်ဓာစီနိုင်ခဲ့ပါတယ် သူ့မှာအကွာဝေးသိရှိနားလည်မှုအရန်ကောင်းနေဘလို့ကွာဝေးမှာသူအာသာချက်ရှိပြီးဘလို့ကွာဝေးမှာပြိုင်ဘက်ကအာသာချက်ရှိတယ်ဆိုတာကိုသူကောင်းကောင်းသိထားပါတယ်အဲဒါကြောင့်ယာစုလော့ဖ်ရဲ့ဖန်ဆွဲချတဲ့ကြိုးစားမှုနှစ်ခုကတစ်ခုပဲအောင်မြင်ခဲ့ပါတယ်ဒါ ਉਹ သူလည်းပြန်လည်ရုံးထွက်ပြနိုင်ခဲ့ပါတယ်နံပါတ်3ကောင်တာတိုင်မင်အချိန်ကပြန်လည်တိုက်ခိုက်မှုခရစ်ယာန်လီကပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကိုဂျိုတင်ခံမနိုင်စွမ်းရှိသူပါယာစုလောဘယ်ချိန်မှာဝင်ရောက်တိုက်ခိုက်မလဲဆိုတာသိရှိနားလည်ထားပြီးပြတ်သားတဲ့ပြန်လည်တိုက်ခိုက်မှုတွေနဲ့ချိန်စားတိုက်ခိုက်နိုင်ခဲ့ပါတယ် ဒီချက်ဟာအပွဲရဲ့အရှိန်ဟုန်ကိုခရစ်ယာန်လိစီမှာပဲဆက်လက်ရှိနေအောင်လို့ထိန်းသိမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်၄ Composure and Pressure ဖိအားအုံမှာစိတ်တည်ငြိမ်မှုနံပါတ်ကစားနည်းကိုအဓိကထားတဲ့ပြိုင်ဘက်တစ်ယောက်ကိုယင်ဆိုင်ရတဲ့အခါစိတ်ဖိအားမှုတွေရှိတတ်ပါတယ်။ဒါပေမဲ့ခရစ်ယာန်လီကအလိုဖီအားတွေကိုမကြောက်မရွံ့ယင်ဆိုင်နိုင်ခဲ့ပြီးတော့သူရဲ့ Stanford ကစားနည်းထဲမှာ AACC ပဲဆက်လက်ကစားနိုင်အောင်လုပ်ပြခဲ့ပါတယ်။သူရဲ့ကြိုတင်ပြင်ဆင်ထားတဲ့ game plan အတိုင်းပဲပွဲကိုဆက်သွားနိုင်ခဲ့ပါတယ်။နံပါတ်5 Finishing Instinct ပွဲဆုံးတက်နိုင်တဲ့ပီဇာ ဒုတိယချီမှာယာဆူလော့ဖ်ကိုတန်ရအောင်လုံနိုင်ခဲ့တဲ့အခါမှာခရစ်ယာန်လီကဆက်လက်တိုက်ခိုက်မှုတွေကိုဇဒိုက်ပြုလုပ်ပြီးတော့ပွဲကိုဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါကသူ့မှာပွဲကိုဆုံးသတ်နိုင်တဲ့ဗီဇရှိတယ်ဆိုတာပြသနေပါတယ်။သူကအခွင့်အရေးရတာနဲ့ချက်ချင်းအသုံးချတဲ့သူဖြစ်ပြီးဆုံးဖြတ်ချက်ချတဲ့အခါမှာလည်းပြတ်သားသူဖြစ်တယ်ဆိုတာကိုဒီပွဲကထပ်မံပြသလိုက်ပါတယ်။နံပါတ်6 adaptability လာလျောညီထွေဖြစ်နိုင်မှုယာဆူလော့ဖ်ကနံပါတ်ကစားနည်းအတွက်ဂျိုတင်ပြင်ဆင်လာခဲ့ပေမယ့်ခရစ်ယာန်လီက striking ကိုပဲအဓိကထားတဲ့ဖြူဟာကိုအသုံးချပြီးပြိုင်မဲ့အစီအစဉ်တွေကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ တပွဲလုံးမှာပြိုင်မဲ့ရဲ့ကစားဟန်ကိုလိုက်လျောညီထွေဖြစ်အောင်ချိန်ဆကစားနိုင်ကြတဲ့သူ့ရဲ့တိုက်ခတ်ရေးညံရီကိုပြသခဲ့တာလဲတွေးကြရပါတယ်ခရစ်ယာန်လီကဒီနိုင်ပွဲဟာသူ့မှာရှိနေတဲ့နီးစနစ်ပိုင်းဆိုင်ရာအာသာချက်တွေကြောင့်သာဖြစ်တယ်။သူဟာပေါင်းဆက်တိုက်ခိုက်မှုမန်ချက်တီချမှုအကွာဝေးထိန်ချုပ်နိုင်မှုအချိန်ကိုက်ပြန်လည်တိုက်ခိုက်မှုဖိအားအုပ်မှာစိတ်တည်ငြိမ်မှုပွဲဆုံးတက်နိုင်တဲ့ဗီဇာနဲ့လိုက်လျောညီထွေဖြစ်နိုင်မှုဆိုတဲ့ရည်သွေးတွေကိုပိုင်းဆိုင်ထားလို့သာဒီလိုအောင်မြင်မှုတွေကိုရရှိနိုင်ခဲ့တာဖြစ်ပါတယ်။သူတို့ကထိုက်တန်တဲ့နိုင်ပွဲလို့ကျွန်တော်ကတော့မြင်မိကြောင်းပါဗျာ။ညီကိုတို့ကရောဘလို့ထင်ကြလဲခင်ဗျပြောပြပေးသွားခဲ့လို့ရပါတယ်။ ဇုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ဒုတိယချင်းတိုင်းကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ။